အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီချန်နယ်ကနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့မြေကြီးရဲကငူကြွေးတန်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးခြင်းပါတယ်ဇလန်းလေးမစသေးခင်မှာ channel လေးကို like and subscribe လေးနဲ့ဇလန်းတစ်တစ်တင်တိုင်းသိရှိနိုင်မှု notify bell လေးနဲ့ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုဇလန်းလေးစလိုက်ပါတော့မယ်ယောက်ျားရင်းမကြီးနှစ်ယောက်ကတရေ6ခန့်တီးပြီးမေးလဲရတယ်လို့လူကြားလို့တော့မကောင်းဘူးကွာ ငဆန်းရဲ့မတိတိစကားကြောင့်ဖိုးကရုံကအရက်ခွက်ကိုစပွဲပေါ်ပြန်ချလိုက်ပြီးတော့ယောက်ျားလေးကတရေမကြောက်အောင်လို့မင်းတို့ကဘသူပြောလဲမင်းတို့ကမကြုံဘူးလို့ဒီစကားပြောနေတာကွဟာဟာဖိုးကရုံရဲ့ငါတို့ကတရေမအောင်တွေ့အနာကပ်ပြီးရီစာစကားပြောပြလိုက်မယ်ဒါနဲ့တရေမလေးကဆဲကြောတက်လေလားငဆန်းစကားကိုဖိုးကရုံနဲ့ကြွက်နေရောအဖက်မလုပ်တော့ပဲပလင်းလေးကလက်ကျန်အရက်ကိုသာတကွက်ကွက်နဲ့မော့တောင်းနေလိုက်တယ်နေလုံးကြီးကတနေ့ကိုပူပြင်းပြီးရဲ့နောက်မှာတော့ မောသွားတဲ့ဟန်နဲ့အနောက်ဘက်မိုးကုန်းဆက်ဝိုင်းထဲကိုခေါင်းငိုက်ဆိုင်ကတိုးဝင်သွားခဲ့တယ်။အလေးရောင်မိန်ကျသွားတာကြောင့်ညစန်းနဲ့ဘူးလုံးတို့နဲ့ရအရက်ဆာရနေထွက်လာပြီးရွာထဲဝင်လာခဲ့ကြတယ်။ဖို့လုံးမင်းကတရေကြောက်လား။ကြောက်စီအားလားကွ။တရေဆိုတာကြောက်မှချောက်တာ။မကြောက်တဲ့သူဆိုဘယ်တရေမှမချောက်ဘူး။မင်းပြောတာမှန်တယ်။ဒါကိုဟိုနှကောင်ကမေးလဲရတယ်လို့။နေရောသူတို့တရေချောက်တယ်ဆိုတဲ့နေရာဘယ်နာလဲ။ ဦးတိုးကြီးအိမ်နောက်ကဖန်တာပင်အောက်မှာလို့ပြောတာပဲအဲဒီနေရာမှာတေးရဲ၆တယ်လို့တခါမှမကြားဘူးပါဘူးငါဆိုမူးလိုက်သေးကော့ပန်းနေကြပြောနေကြပါတယ်ကွာခုပဲသေးသွားပေါက်ကြတာပေါ့အချိန်ကညီကိုမတိတတိအချိန်ရှိပြီမို့ငစန်းတို့လည်းလမ်းမကြီးတိုင်းမသွားပဲအိမ်လေးရဲ့အနောက်ဖက်လမ်းကြီးရနေဖြက်ကဘန္နာပင်အောက်ကိုထွက်လာခင်လိုက်တယ်စိတ်ဆုဆူအရွက်တွေနဲ့အုတ်ဆိုင်တွေရဲ့ဘန္နာပင်အောက်ကိုရောက်တော့ဖိုးလုံးတဲ့ငစန်းကလုံကြီးကိုဆွဲမှပြီး တောက်ထားသမျှအရေးတွေကိုပြန်စွန့်ထုတ်လိုက်တယ်။အာတကူလုံးကျင်တက်သွားတာပဲ။ငါလည်းစီးအောက်ထားတာကြာနေလို့လားမသိဘူး။အခုမှပေါ့သွားတယ်။နှစ်ယောက်သားစကားပြောနေတဲ့ချိန်ရုတ်တရက်ကြားလိုက်ရတဲ့ငုံကြီးတန်းညစံမင်းကြားလား။အေးကြားတယ်။မင်းမတရားငုံနေရဲ့အတန်လိုပဲ။စိတ်ထင်လို့နေမှာပါ။တရေဆိုတာတကယ်မရှိဘူး။အဲမင်းလို့ပြောလိုက်ပေမဲ့ဘာတမ်းမှထွက်မလာအောင်လှည့်ကြည့်လိုက်ရ။သူ့ကိုမျက်တောင်မခတ်တန်းစိုက်ကြည့်နေရဲ့ညစံကိုမြင်လိုက်ရတယ်။ ဟဲ့ကငါ့ကိုဘာလို့စိုက်ကြည့်နေရလဲပခုံးကိုကင်လောက်ပြီးမေးလိုက်ပေမဲ့ငစန်းကဘာမှမပြောဘဲညနာတီနဲ့ကြည်နေရင်ကနေဗန်ဒါဘီနဲ့ခေါင်းကိုပြေးဆောက်ပါလေရောပြာကနေထွက်လာတဲ့တွေးရကြောင့်ညစန်းမျက်နှာတစ်ခုလုံးရဲရဲနေသွားတယ်အဲဒီတော့မှဖိုးလုံးလဲညစန်းကိုပြေးဆွဲပြီးပောင်ဝင်းချီကိုအကူအညီတောင်းခဲ့ရတယ်ဖိုးလုံးအော်တန်းကြောင့်အနီးနားလူတွေပြေးလာပြီးဝိုင်းဆွဲကြတဲ့အထီကိုညစန်းကခေါင်းနဲ့ပြေးဆောက်ဖို့ဟန်တပြင်းပြင်းဖြစ်နေခဲ့တယ်ဒါအပမီရပါပဲ ပရဲ့ရဲ့တွားယူကြစမ်းဥတိုရီစကားကြောင့်အနားမှာရှိနေတဲ့သူတွေကအိမ်မှာရှိတဲ့ပရဲ့ရဲ့ဘူးတွေကိုယူလာပြီးငဆန်းရဲ့ခေါင်းပေါ်ကနေလောင်းချလိုက်ရာတကူလုံးဓာတ်လိုက်တယ်လို့တုံယူလာပြီးအယုံကျိုးပြက်လဲကျသွားခဲ့တယ်ငဆန်းငဆန်းတတိထားစမ်းပေါင်းကိုခက်ဆက်ဆက်လေးရိုက်ပြီးနှိုးလိုက်တာကြောင့်ငဆန်းတယောက်တအားအားနဲ့ညီကတတိလဲလာခဲ့တယ်ဟိုမိန်းမဘယ်ရောက်သွားလဲဟိုမိန်းမရောဘယ်မိန်းမကိုပြောရလဲပလဲလုံးဝမ်းဆက်ဝစ်ထားတဲ့မိန်းမလေး ဒီမှာပလဲလုံးဝက်ဆက်ဝစ်ထားတဲ့သူမရှိဘူး။မင်းဘသူ့ကိုမြင်လိုက်လို့လဲ။ငါတေချာမြင်လိုက်တယ်။ဒီဘန်းနာပင်အနောက်ကနေထွက်လာပြီးငါ့ကိုစိုက်ကြည့်နေရကွ။အဲ့ဒါအသာထောင်းမင်းကောင်ကအနည်းဆုံးလေးချက်ချုပ်ရမှာ။ဖိုးလုံးပြောမှငစန်းကသူ့ကောင်ကိုပြန်စမ်းကြည့်လိုက်ရ။ချွဲကန်းနေရဲ့သွေးတွေယူကျနေရဲ့ဒဏ်ရာကတစိစိကြိုက်ခဲလာခဲ့တယ်။ငစန်းကိစ္စဖြစ်ပြီးနောက်ပိုင်းတလားလောက်ညိန်သွားခဲ့တာကြောင့်ရွာထဲကလူတွေကလည်းမိမိပျောက်ပျောက်ဖြစ်ကအရင်လိုပြန်နေခဲ့ကြတယ်။ လာရောက်ကမှိန်ပြပြကြနေရကြောင်းကြီးအရွာအဝင်လမ်းမကြီးကိုရှင်းလင်းစွာမြင်နေရတယ်။အချိန်ကညဆယ်နာရီခန့်ရှိရကြောင်းတချို့အိမ်တွေကအမောက်ချထားကြတယ်လို့တချို့အိမ်တွေကလည်းမီးအနည်းရောင်တဲတဲထွန်းထားကြတယ်။မင်းကောင်မလေးကတကယ်ရောထွက်လာပါမလား။ငါမနဲ့ကတေချာမလိုက်ပါလေထွက်တွေ့မှာပါ။ဟုတ်မှလည်းလုံတော့တော်ကြတခိုးဆိုပြီးဝါရိုက်တာခံနေရအောင်မယ်။ဆယ်ကျော်တဲ့ကာနာဒါနှစ်ယောက်ကကြီးအရွာဝင်လန်းတဲ့ဝင်လာရင် တီတိုစကားပြောနေခဲ့ကြပြီမဲ့သူတို့နှစ်ယောက်ရဲ့အနောက်မှာကပ်ပါလာတဲ့မိမတယောက်ကိုသတိမထားမိကြအဲ့ရမီးထွန်းထားတယ်သူ့အဖေမအိတ်သေးဘူးထင်တယ်နော်ဒါဆိုလေအိတ်တဲကြီးစောက်ကြတာပေါ့မတော်ဟာသေးရဲ့ယောက်တိကအခုထိမအိတ်သေးပဲဘာလို့နေလဲမသိပါဘူးစပင်းကိုကြောက်နေအောင်ဖိထားတဲ့လူအိမ်နောက်ကကောက်ရိုးပုံပြီးမှဝင်ထိုင်လိုက်ပြီးဆမ်မရှိရဲ့ဟန်နဲ့အိမ်မက်ကိုမကြမကြလှမ်းကြည့်နေခဲ့တယ်ဟိတ်ကဟိုမှာဟိုမှာကြည့်စမ်းမိမတယောက်ထိုင်နေရမို့လား အေးမိကလေးတယောက်တည်းတရက်ပင်အောင်မှာဘာလုပ်နေပါလဲမင်းကောင်မလေးရောမဟုတ်ပါအောင်နော်ချိန်ထားတဲ့နေရာမှာပြီးစောင့်နေရများလားမဖြစ်နိုင်ပါဘူးမနေ့ကတွေ့တော့ကောင်ရိုးပုံနောက်မှာတွေ့မယ်လို့ပြောခဲ့တာကာလာသားနေရာအချင်းချင်းပြောနေတဲ့အချိန်တရက်ပင်အောင်မှာထိုင်နေတဲ့မိကလေးကရုတ်တရက်ထလာပြီးသူတို့ရှိရဲ့ဘက်ကိုရှောင်လာတာမြင်တွေ့လိုက်ရတယ်ဟဲ့ကောင်ငါတို့ဘက်ကိုရှောင်လာတာကွာလာတော့ဘာဖြစ်လဲမင်းကအခုထိရီစားမရသေးဘူးမလားလုံးထက်လိုက်ကောင် ဖြစ်ဖြစ်ပါမလားဖြစ်ပါတယ်။သွားစမ်းပါဟ။တွန်းထုံးလိုက်တဲ့ချိန်ကြောင့်အဖော်လိုက်လာတဲ့သူကရိုက်တိရိုက်တိုင်းနဲ့လမ်းလျှောက်လာတဲ့မိန်းကလေးနားကိုရောက်သွားခဲ့တယ်။ဟဲ့ညာကြီးချိန်မတော်တယောက်တည်းလျှောက်သွားနေရလား။ဒါမှမဟုတ်ရီးစားနဲ့ချင်းထားရလား။ရီးစားမရှိပါဘူး။ဒီတိုင်းပြင်းလို့လျှောက်သွားနေရ။ဒါနဲ့အကိုကဒီရွာမဟုတ်ဘူးတင်တယ်။အကိုကဒီရွာမဟုတ်ဘူး။တကယ်ကြီးကသူ့ရီးစားနဲ့လာချိတ်တွေ့ရမှုအဖော်လိုက်လာပြရလေဟုတ်လား ဒါဆိုသူတို့ဘာသာလူလူလက်လက်ပြောပါစေလေ။ဒါနဲ့အခုနာမည်ကဘလို့ခေါ်လဲ။စိုးနိုင်လို့ခေါ်တယ်။တငယ်ချင်းတွေကမောက်စိုးလို့ခေါ်တာများတယ်။ညီမနာမည်ကရောညီမနာမည်ကမြာပလဲသွဲပါ။နာမည်ကလှလိုက်တာ။အမေပေးထားတာလေ။ပလဲကဒီနာမည်ကိုတိတ်ကြိုက်တာ။ညလေအဝေးမှာညာမွေးပန်းရနံကစိုးနိုင်ရဲ့နှာခေါင်းထဲစူးဝင်လာခဲ့တယ်။ညီမကဘယ်နားမှနေရလဲ။အကူကဘာဖြစ်လို့မီးရလဲ။အော်လာလေလို့ရအောင်မီးကြည့်ရပါ။ ခြောက်ကက်ကက်ရည်တန်းနဲ့အတူညာပလဲသွင်ရဲ့နှက်ခမ်းလေးတွန့်တက်သွားခဲ့တယ်။ဘာဖြစ်လို့လဲညီမ။ဘာမှမဖြစ်ပါဘူး။ညီမအခုလောလောဆယ်တီနာလေးမှပဲနေရပါ။စောနာလည်းသူ့ကိုအိမ်မပြောချင်တာကြောင့်ဝှေးဝိုက်ပြောနေရလို့တွေးပြီးစံတမီရော့ပဲရောက်တဲ့ရရစကားတွေကိုပဲပြောနေခဲ့တယ်။အကိုပြာအကိုကညာကြီးတကဟိုဘက်ရွာကိုပြန်ရမှာပေါ့နော်။အင်းပေါ့ဘာဖြစ်လို့လဲ။ ဒီလိုမောင်မဲနေရဲ့ချိန်နှစ်ယောက်တည်းပြန်ရမှာမကြောက်ဘူးလားမကြောက်ပါဘူးဘသူ့ကိုကြောက်ရမှာလဲဒါဆိုအကိုကတရေမကြောက်တတ်ဘူးပေါ့အကိုကအဲ့လိုတွေအယုံကြည်မရှိဘူးစိုးနိုင်စကားကိုကြားတော့ညာပလဲသွေးရတခိခိနဲ့ရည်ပြီးတော့ညီမလည်းမကြောက်တတ်ဘူးဟုတ်လားတော်တော်တတ်တိကောင်းတာပဲနော်ဒါပေါ့တတိကောင်းလို့အကိုနဲ့စကားပြောနေရလေစိုးနိုင်နဲ့ညာပလဲသွေးနဲ့စကားပြောနေခဲ့ရအချိန်နေကုံလို့ကုံမှန်းမသိဖြစ်သွားခဲ့တယ် အချိန်တော့အတော်လေးနေပြီမြမတယောက်တည်းပြန်ရမှာအဆင်ပြေပါမလားမြမကိုစိတ်မချရင်အကိုပြန်လိုက်ပို့ပေးပေါ့စိုးနိုင်လည်းအိမ်သီးရတော့မယ်ဆိုတဲ့အတွေးကြောင့်စိတ်ထဲဝမ်းသာသွားပြီးတော့လိုက်ပို့ပေးမှာပေါ့ဘယ်နားမှလည်းအိမ်ရတိမ်မဝေးပါဘူးဒါဆိုသွားကြရအောင်အကိုတို့လည်းခဏနေပြန်ရတော့မယ်ဒါဆိုပြန်တော့မယ်နော်စိုးနိုင်လည်းအိမ်သီးကျင်တဲ့စိတ်နဲ့မြားပလဲသွေသွားတဲ့နောက်ကိုလိုက်လာခဲ့ရအိမ်အနေငယ်ပြတ်တဲ့မျက်ွယ်ကွေးအယောက်မှာတော့ညီမကတီမာနေရ မနောက်ပါနဲ့ညီမရဲ့ဒါကမြေစာပုံကြီးလေဘလို့လူနေလို့ရပါမလဲအကိုကမယုံဘူးပေါ့လေညာပလဲတွေကမြေစာပုံနဲ့လက်ထိုးထည့်ပြီးနှိုင်လိုက်ရအတေးကနေအယိုးကျနေပြီဖြစ်တဲ့ဥကောင်းကုန်တလုံးထွက်လာခဲ့တယ်အအအခုရုံရုံပြီလားအတန်ရရုတ်တရက်အက်ွယ်လာကခုနကချောမောလှပနေရဲ့ညာပလဲတွေကချက်ချင်းဆိုသလိုအသားတွေပဲ့ကြွေပြီးအပုံးနဲ့နေထောင်းကနေထလာခဲ့တယ် စိုးနိုင်တဲ့ရုတ်တရက်မှုကြက်တီတီကငေးကြည့်နေရဲ့ချင်းငါအိမ်ပြန်ကျင်တယ်ငါ့ကိုအိမ်ပြန်ဖို့ပဲအိမ်ပြန်ဖို့ပဲဆိုတဲ့တန်ကဒေါသကြီးစွာထွက်ပေါ်လာခဲ့တယ်။အဲဒီတော့မှစိုးနိုင်တဲ့တတိပြန်ဝင်လာကကောင်ရိုးပုံရှိရဲ့ဘက်ကိုငေးတန်ပေါအော်ပြီးပြေးပါလေရော။ပြင်းနေရင်အနောက်ကိုလှည့်ကြည့်လိုက်တော့ပလဲလုံးဝန်းဆက်ဝစ်ထားတဲ့မိမတယောက်ကမြေစာပုတ်ပြီးမှမတက်ရက်နေရမြင်လိုက်ရတယ်။စိုးနိုင်လည်းဒီကိစ္စဖြစ်ပြီးနောက်ပိုင်းစိတ်ကြောက်ကြမ်းဖြစ်ကား ညာပလဲသွဲညာပလဲသွဲဆိုတဲ့နာမည်ဟူတာအမြင်လူလူရည်ရွယ်နေတဲ့စိတ်မနှံ့သူတရားဖြစ်သွားခဲ့ရတယ်။အရေးအာဝါဒကောင်းတဲ့ညောင်ညိုပင်အောက်မှာစော်ကစားနေကြတဲ့ကလေးတတန်းရဲ့ပြီးမှာတော့အောင်မြတ်တာလိုဆရာတပည့်တွေခိတထိုင်ကအနားယူခဲ့ကြတယ်။ခဏကြာတော့ရွာထဲကနေပြေးလာတဲ့ကလေးတယောက်ကအယူဆိုးနိုင်အိမ်မှာတောင်းကျမ်းနေပြန်ပြီးရဲ့မြန်မြန်လာကြဟိအဲဒီလိုအော်ပြောလိုက်တော့ကစားနေတဲ့ကလေးတွေကစော့နေတာကိုရက်ပြီး ရွာရဲဘက်ကိုပြန်ပြေးသွားကြတယ်။ပြေးလွန်ရင်ပိန်ပိန်ညံ့ညံ့တဲ့ကလေးတယောက်ကညောင်မြင်းနဲ့ခလုတ်တိုက်ပြီးလဲသွားတာကြောင့်မောင်ကောင်းတဲ့ခွန်လာဆွဲထူလာရင်။ဘာဖြစ်လို့အလောတကြီးပြေးရလဲကောင်လေး။အယူဆိုးနာကိုသွားကြည့်မလို့လေ။အယူတယောက်ကိုသွားကြည့်ရမျှဒီလောက်ထိပြေးရလား။ဦးလေးကဘာမှမသိပဲနဲ့အယူဆိုးနာရသူ့စိတ်ဖောက်ပြီးဆိုရင်အင်ယူပဲပြဿနာရှာတာ။သားတို့တွေ့ရင်သူ့စိတ်ကပြန့်ငြိမ့်သွားလို့သူ့မိကစိတ်ဖောက်တိုင်းကလေးတွေကိုလာလာခေါ်ခိုင်းတာဗျ။ တားလို့ရရင်သူ့မြေရမုတ်တွေအချိုရည်တွေလည်းကျွေးသေးတယ်။အော်အဲ့လိုလား။မောင်ကောင်ရွာထဲခဏဝင်ကြရအောင်။ရုတ်တရက်ထွက်လာတဲ့အောင်မြတ်သားရဲ့အတန်းကြောင့်ဆရာဖြစ်သူနောက်လိုက်သွားခဲ့ကြတယ်။အောင်မြတ်သားတို့လည်းရွာထဲဝင်လာတော့ကလေးတွေစုယုံစုယုံဖြစ်နေတဲ့အိတ်တဲ့အိမ်ကိုမြင်တွေ့လိုက်ရတယ်။ဆရာဒီအိမ်ကခုနကလေးတွေပြောတဲ့အိမ်ပဲဖြစ်မယ်။အောင်မြတ်သားချမ်းဝိုင်းတဲ့ကကိုပြစ်မာထိုင်နေတဲ့လူတယောက်ကိုမျက်မှောက်ကြုံကကြည့်လိုက်ပြီးတော့ အဲဒီလူကပြန်ကောင်းနိုင်သေးရပဲအဲဒီလူခတ်တိုးတိုးလေးရေယူလိုက်တယ်ဦးလေးဘာလုပ်နေရလဲအတန်ကြောင်းလို့လဲကြည့်လိုက်တော့ညောင်ပင်အောက်မှာချော့လဲခဲ့တဲ့ကလေးဖြစ်နေရမြင်လိုက်ရတယ်မင်းတို့လူကငြိမ်သွားပြီလားငြိမ်သွားပြီဗျခုနကအတော်တောင်းကျမ်းနေသေးတာဒါဆိုမင်းတို့မုံစားရတော့မှာပေါ့မောင်ကောင်းစကားကြောင့်တွဲလန်းဟန်ရှိရဲ့ကလေးကသဘောကျစွာရှိလိုက်ပြီးတော့ဟောဟိုမှာဒေါ်လေးမေပြန်လာပြီဟဲ့ဖိုးခွေး ဘသူတွေနဲ့စကားပြောနေရလဲ။ညောင်မင်းအောက်မှာတွေးခဲ့တဲ့သူတွေပါတော်လေး။အောင်မြတ်သားအသက်50ကျော်အရွယ်ရှိရဲ့ဒေါ်လေးမေဆိုသူကိုကြည့်ပြီးတော့အမကြီးရဲ့သားဒီလိုဝေဒနာခံစားနေရတာအတော်ကြာပြီလား။လေးငါးလလောက်တော့ရှိပြီထင်တယ်။ဆရာရင်းနဲ့ကုရာနဲ့အတော်ဆုံးနေပြီ။မတက်တာဟုငားမောင်တို့ရဲ့။ကျွန်တော်တို့ခနာကြည့်လို့ရမလား။ငားမောင်တို့နားလေတက်ကြွရင်ကြည့်ပေးပါအောင်ကွ။အောင်မြတ်သားနဲ့ခွင့်ပြုချက်ရပြီမို့ ကိုပြည့်မှာထိုင်နေတဲ့လူငယ်ကိုအိမ်မော်ခေါ်တင်လာပြီးဖះအကြောင်းဆောင်ရှိမှထိုင်စီကရေတန်းတန်းတစ်ခွက်တောင်းယူလိုက်တယ်။မင်းနာမည်ဘယ်လိုခေါ်လဲ။မောင်ဆိုးနိုင်လို့ခေါ်တယ်။အခုမင်းစိတ်ထဲဘယ်အကြောင်းရောင်တတိယနေလဲဆိုတာပြောပြလို့ရမလား။အောင်မြတ်သားရဲ့စကားကြောင့်မောင်ဆိုးနိုင်ရဲ့မျက်လုံးတငယ်အင်ကရုတ်တရက်ကျင်းလာပြီးညာပလဲသွဲညာပလဲသွဲသူ့ကိုကြောက်တယ်။ तू आ ကြောက်စီရိုင်း။အဲဒီလိုပြောပြီးထပြေးဖို့အလုပ် ဘေးမှာအသေးဆောင်နေတဲ့မောင်ကောင်းတဲ့ခွန်လာကဖမ်းချုပ်ထားလိုက်ကြတယ်။အရန်စိတ်မလုံရှားနေကောင်လေးခဏနေရင်မင်းစိတ်တွေအရင်လိုပြန်ဖြစ်လာတော့မှာပါ။အာမြတ်တာကရေကွက်ထရရီကိုလက်ညှိုးနဲ့ဆွဲယူပြီးမျက်နှာကိုတောက်ချလိုက်တယ်။စိတ်ကိုငြိမ်ငြိမ်လေးထားမြင်နေရတဲ့မကောင်းသောမြင်ကွင်းတွေကိုဆရာပုဂ္ဂိုလ်များကမမြင်အောင်ကုညီပေးပါ။ပြောပြီးတော့ညာလက်ညှိုးနဲ့နှစ်ဖူးကိုထောက်ထားလိုက်ရာရုံးကနေရတဲ့လူကတပြေးပြေးငြိမ်သက်လာခဲ့တယ်။ စိတ်ထဲနေရတာအဆင်ပြေလာတယ်မလားအောင်မြတ်တောင်ရဲ့အမေကိုထိုင်နေတဲ့လူငယ်ကခေါင်းငိတ်ပြပြီးထောက်ခံခဲ့တယ်။မောင်ကောင်လက်ပြချုံအင်းကိုသူ့လက်ဘေးမှာဆွဲပေးထားလိုက်။မောင်ကောင်လည်းလက်ပြချုံအင်းကိုအချစ်ကျိုးနဲ့ချီပြီးလက်ဘေးမှာဆွဲပေးလိုက်တော့မှကာမန်လူအတိုင်းတတိပြန်ဝင်လာခဲ့တယ်။ကြောက်စိတ်တွေရှိနေသေးလား။အရင်ကလိုတော့မကြောက်တော့ပါဘူး။စိတ်ကိုလည်းထိလာနိုင်တယ်။ကျေးဇူးတင်လိုက်တာဆရာတို့ရဲ့ဒါဆိုကျမသာလူကောင်းတိုင်းပြန်ဖြစ်ပြီပေါ့နော်။ သူ့အတွက်လှုပ်ပေးထားတဲ့စာကိုတပန်းလောက်မချွတ်တံဝှစ်ထားပြပါမနေ့အိယာနိုးတဲ့အချိန်မှာလဲအခုပေးခဲ့မဲ့ဆေးပြာကိုကိုရိုးတတိုးစာကျွေးပေးပါအောင်မြတ်တာကမှားစရာရှိရမှာပြီအင်းတစ်ချက်ကိုပြချကမိုင်းကန်စကူနဲ့ထုတ်ပြီးလှမ်းပေးလိုက်တယ်။ချန်နီရောက်တော့လူနာရဲ့မိခင်ဖြစ်သူကဆရာတို့ကိုကျေးဇူးတင်ပါတယ်ရှင်။တာလီယာကြီးအရွာမှာဖြစ်ပြီးရဲ့ခုလိုမူမမှန်ဖြစ်နေရအတော်ကြာရောပေါ့။သူကြုံခဲ့ရတာကလည်းသွေးပြက်စရာဖြစ်နေတာ哦။ ကြီးရရွာမှာ ဖြစ်ခဲ့တာဘာများလဲဖြစ်စဉ်ဟာဒီလိုပါတော်လေးမေဆိုသူကစိုးနိုင်ကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုအဆအဆုံးရှင်းပြလိုက်ရာဒီဖြစ်စဉ်တွေရဲ့စင်းမြစ်ကကြီးအရွာဆခဲ့တာ ਉਹ ဒါနဲ့ကြီးရရွာတရားနေသွားရသေးလားအရင်မသွားရပါဘူးနိုင်ရွယ်လောက်ဆိုရောက်ပါပြီဩဒါအစီအရာတို့ကျမနိုင်တဲ့လောက်ကျေးဇူးဆက်တာပါ လက်ခံပေးပါနော်ဒေါ်လေးမိတ်ကလက်သေးစုပ်ကင်ထားတဲ့ငွေတချို့ကိုကမ်းပြီးတော့ ောင်မြတ်သာလက်ကပြပြီးတော့ဒီငွေတွေကိုလူနာအတွက်လူတဲ့နေရာမှာသုံးလိုက်ပါကျွန်တော်တို့အတွက်မလိုပါဘူးအဲဒီလိုပြောကကြီးရရွာဘက်ကိုထွက်လာခဲ့လိုက်တယ်ဒေါ်လေးမေပြောသလိုနိုင်ဝဲခန့်လမ်းလျှောက်ပြီးချိန်မှာတော့ခရီးပင်းလေးကိုညီညာစွာစိုက်ပြိုးထားတဲ့ကြီးအရွာထိပ်ကိုရောက်လာခဲ့တယ်ရွာဝင်ဝအောင်ရောက်တော့အောင်မြတ်သာကရုတ်တရက်ရက်လိုက်ပြီးဒီရွာအတော့ကိုအခြေအနေစိုးနေပြီပဲအဲဒီလိုခက်တိုးတိုးလေးညှိတွားလိုက်တယ် အောင်မြတ်သာတို့ရွာလန်းထဲကိုဝင်လာတဲ့ချိန်ကနွားရိုင်းသွင်းချိန်ဖြစ်နေရကြောင့်လေတွေကပြန်လာသူတချို့ကမြင်တွေ့ရပြီးသူတို့မျက်နှာမှာလည်းကြောက်လန့်နေရဲ့ပုံရိပ်တွေအထင်းသားပေါ်လွနေခဲ့တယ်။ခဏလေးနေပါဦးဗျ။အောင်မြတ်သာတန်ကြောင့်ပေါတူးကိုပခုံးပေါ်ထမ်းပြီးသွားနေတဲ့လူနှယောက်ကနောက်လဲကြည့်လိုက်ပြီး"ဘာကိစ္စလဲဗျ၊မြ мян ပြောပါ။မိတ်ဆွေတို့ကြည့်ရတာရေကြီးတုပ်ပြဖြစ်နေသလိုပဲ။မဖြစ်လို့လည်းမရအောင်လေ။အလင်းရောင်ပြောင်းတာနဲ့မပလဲရဒုက္ခပေးနေတာအောင်။မပလဲဟုတ်လား" ။ "तू อ่ะဘယ်လိုဒုက္ခပေးရလဲ။ခမားတို့မိရဖြေဖို့အချိန်မရှိဘူး။တည်ကျင်အင်တာလိုက်ခဲ့ကြဗျာ။အောင်မြတ်သားတို့လည်းဖိတ်ခေါ်ချက်ကိုမငြင်းမဲ။ရှေးရနဲ့ခက်တုံးတုံးထွက်သွားတဲ့သူရဲ့နောက်ကိုလိုက်လာခဲ့ကြတယ်။ရွာလေလမ်းမကြီးရဲ့ပြီးလမ်းသွဲတဲ့ကိုရောက်တော့ဝါးရိတ်ကိုခွဲချမ်းပြီးခြံစည်းရိုးတပွဲပြုတ်လောက်ထားတဲ့အင်တလုံးရှိကိုရောက်တော့ပေါတိုးကင်ထားတဲ့လူကခမားတို့ကဒီနေရမဟုတ်ဘူးထင်တယ်။ကျုပ်တို့ကဒီကိုခုမှရောက်ဘူးလား။ဒါကြောင့်ရွာမှာဘာတွေဖြစ်နေလဲဆိုတာမသိဘူးဗျ။ အချိန်လဲလှင့်နေပြီအခုချိန်မှာခီးဆိုင်ရင်လဲလမ်းမတွေမိုးချုံမှာဆိုတော့ကျုပ်အိမ်မှာပဲတညတဲလိုက်ပေါ့ခမားတို့ပုံစံကြည့်ရတာလူကောင်းနေနဲ့တူပါတယ်မိတ်ဆွေရလူကဲခတ်တော်သားပဲကျုပ်တို့ကနယ်လဲ့ပြီးပျော်ကလိုက်ကုနေရသူတွေပါဒီမှာကြည့်အောင်မြတ်တာကလွယ်အိတ်ထဲမှာရှိရပစ္စည်းတွေကိုတွန်းချလာရအင်းစမတချို့နဲ့အင်းဆွဲတဲ့ခါအသုံးပြတဲ့အရာတွေထွက်ကြလာခဲ့တယ်ခမားတို့ကစိတ်ရရပဲအစင်သိမ့်လိုက်တာဗျာကျုပ်တို့ရမှာတောင်းကျမ်းနေရမဲ့ပလဲကိုစုံမပေးပါအောင် မှန်တိုင်းပြောရရင်ကျုပ်တို့လည်းမပလဲအကြောင်းသိကျင်ပါတယ်ဒီတရေမှာအတော်ဆူဆူပဲဗျညမောင်ကြီးပြောရတဲ့တရွာလုံးလှက်ပတ်ပြီး၆လန့်နေရလေးငါးလလောက်ရှိရောပေါ့တောင်ရွာကဘာမှမလုပ်ကြဘူးလားကံမဝါဖတ်တာဖြစ်ဖြစ်ပေးရရွတ်တာဖြစ်ဖြစ်ပေါ့မလုံယိုးလားစီရရဲ့ရွရင်လည်းရပိုင်းတော့ပဲငိမ့်သွားတာပြီးရင်ပူပူဆိုးလာတာဗျလွန်ခဲ့တဲ့လအဆိုရင်ပေးရရွတ်နေရဲ့ဥပစင်လေးတွေကိုဂဲတွေတဲတွေနဲ့ပတ်တာကျုပ်တို့ရွာမှာလည်းထေကြီးဝါကြီးတန်ကားမရှိရမှု့ ဒီတရဲမှလှုပ်ချင်တိုင်းလှုပ်နေရတင်တယ်။ဒါကြောင့်မှောင်စပြိုးကနဲ့တရွာလုံးအိမ်တကားပိတ်ပြီးနေကြတာ哦။ဟုတ်တယ်ဗျ။လာပြေးလာွယ်နေနေဆိုရင်ပလဲလုံးဝန်းဆက်ဝစ်ပြီးရွာလမ်းတွေပေါ်မှာလမ်းလျှောက်နေရတော်တော်များများမြင်မှုကြတယ်။အောင်မြတ်တာနဲ့အိမ်ရှေလူကြီးတို့စကားကောင်းနေတဲ့ချိန်ရွာနောက်ပိုင်းကနေအလန်တကြားအော်ဟစ်တဲ့အတန်တစ်ခုထွက်လာခဲ့တယ်။ဟိုတရဲမှမှုေ့ပြန်ပြီတင်တယ်။ဆရာတို့ရောက်တော့လေးတွားကြည့်ပေးပါလို့တောင်းဆိုပါတယ်။ရပါတယ်။ကျုပ်တို့တွားကြည့်ပေးမယ်။ ခင်ဗျားလည်းလိုက်ခဲ့လေလူကန်ရှိရပို့စင်ပြရပေါ့အင်ရှင်လူကြီးလည်းအောင်မြတ်တာတို့နဲ့အတူအတန်ကြားရဘက်ကိုလိုက်လာခဲ့လိုက်တယ်ဟဲ့မစောရင်ဘသူ့ရဲ့ဖြစ်ပြန်ပြီလဲစံတရားနေလှမ်းမေးလိုက်တာကြောင့်အိမ်တကားကိုလှက်ပြီးကြည်နေရဲ့မိမကြီးကကိုပါမြင့်တို့အိမ်လို့ထင်တာပဲအေးအေးငါသွားကြည့်လိုက်အောင်မယ်အင်ရှင်လူကြီးလည်းအောင်မြတ်တာတို့ကိုခေါ်ဆောင်ပြီးလမ်းကြားလေးလေးဝင်သွားတဲ့ချိန်စပင်ဖားလေးအားချထားတဲ့မိမတယောက်တစ်ပြင်နောက်ကနေဖြတ်သွားတာရေခနေမြင်လာရတယ် ဆရာမြင်လိုက်လားအင်းမြင်လိုက်တယ်သူကဒီနေရာကိုအတော်ကျွမ်းကျင်နေပြီထင်တယ်ခုတော့အတန်ကြာတဲ့အိမ်ကိုအရင်သွားရအောင်အောင်မြတ်တော်ကိုရောက်တော့အသက်20ရွယ်ကောင်မလေးတယောက်မျက်ဖြူလန်းကအမောဖောက်နေတာမြင်လိုက်ရတယ်ကိုဘာမြင့်ဘလို့ဖြစ်တာလဲငါလည်းမသိဘူးတန်းအောင်ကထမင်းစားနေရောအိမ်နောက်ကအော်တန်ကြားလို့သွားကြည့်ရအခုလိုဖြစ်နေရပဲဆရာဒီကောင်မလေးကိုကြည့်ပေးပါအောင်အောင်မြတ်တော်လည်းမျက်ဖြူလန်းကြီးရဲ့ကောင်မလေးကိုတင်းတင်းနဲ့နေရာမှချခိုင်းပြီး ဦးကောင်းထက်ကိုလက်နဲ့အုပ်ကမိစာနာနာဘဝအစိမ့်တရေတို့ရဲ့ခြောက်လန့်ပူးကပ်မှုကြောင့်ယခုလိုဝေဒနာခံစားနေရပါကမိမွေးတိုင်းဖောက်မွေးတိုင်းအတိုင်းဖြစ်စေအဲဒီလိုအမိတ်ပြန်လာရာမျက်ရွလန်နေရဲ့ကာမာလီယာဆက်ကနေတွန့်တန့်ပြီးအလန်တကြားငိုပါလေရောဗာမြေလိုက်တယ်ဆိုတာဆရာတို့ကိုပြောပြပေးလို့ရလားအဖေတို့ထမင်းစားပြီးရင်ပကံစည်းဖို့ရေစီတဲ့ကနေရေခတ်နေတဲ့ချိန်မျက်နှာကိုသပင်စားတွေလာစင်လို့လှဲကြည့်လိုက်တာ ဖြူပဲဖြူရောဖြစ်နေရဲ့ညနာကြီးကသွားဖြည့်ပြီးရှိပြနေရတမီးလည်းရုတ်တရက်မှုအတန်တော်မထွက်နိုင်ပဲလဲကျသွားတဲ့ချိန်အဲ့ဒီမိမတမီးနာတိုးလာပြီးသူအိမ်ပြန်ကျင်နေဆိုပြီးပြောတာအိမ်နောက်ပါတမီးအော်လိုက်တာပဲမှတ်မိရော်လေဘာမှမဖြစ်တော့ဘူးနော်စိတ်အေးအေးထားလိုက်ဆရာတို့လည်းတမီးအတွက်အဆောင်လုပ်ပေးခဲ့ပါမယ်အောင်မြတ်တာလည်းချောင်းလန်းခန့်တီးရဲ့ကာမလေးအတွက်တယ်ဝင်ပိရိတ်ကျိုးကိုကိုးကောက်ခောက်ပြီးလက်မပတ်ပီးနေတဲ့အရှိကိုအမတ်မတင်လန်းကြည့်လိုက်ရာ ရန်နေရဲ့လူတွေကြားထဲမှာပလဲဝမ်းဆက်ဝစ်စင်ထားတဲ့မိမတယောက်ကိုမြင်လိုက်ရတယ်။ဆရာတို့မြင်မိမို့လား။ဒီတရေမှာအခုလိုလုံနေတာအတော်ကြပြီ။ကျုံလည်းဒီမိမအောင်မြင်ပါတယ်။သူကအမြဲတမ်းပလဲလုံးဝမ်းဆက်ဝစ်ထားတယ်မို့လား။ဟုတ်တယ်ဆရာ။၆ခန့်တည်းရဲ့သူတိုင်းပြောတာလေ။ပလဲလုံးဝမ်းဆက်ဝစ်ထားတဲ့။ညာဦးပိုင်းက၆ခန့်တည်းရဲ့ကောင်မလေးပြောတဲ့စကားထဲမှာသူအိမ်ပြန်ကျင်တယ်လို့ပြောတယ်ဆိုပဲ။တောင်းကြည့်ခြင်းအပြင်ဒီတရေမှာဒီရွာမှာတည်ရဲသူမဟုတ်ဘူး။ ဆရာပြောမှတတိထားမိရဲ့ဖိုးကလုံးနဲ့ကြွက်နီကို၆ခန့်ထီတော့ကလေသူ့ကိုအိမ်ပြန်ခေါ်သွားမယ်မဟုတ်လားဆိုပြီးပြောတယ်တဲ့ဒါဆိုဒီသေးရဲ့မရွာလေးကိုအကြောင်းတစ်ခုခုကြောင့်ရောက်လာပြီးပြန်ထွက်လို့မရတာဖြစ်မယ်ဆရာတို့မောင်းထုတ်နိုင်မောင်းထုတ်ပေးပါဗျာရှေးလာတဲ့ညာဘက်ရေသွင်းမှုရှိသေးတယ်အဲ့လိုမှမသွင်းရအောင်ဆိုရင်စပားခင်းနဲ့အကုတ်ပြက်စည်းကုန်မှာတိတ်လဲစိတ်မပူပါနဲ့တရနေ့ရက်အတွင်းဒီကိစ္စကိုဖြေရှင်းပေးပါမယ် အောင်မြတ်သားရဲ့စကားကြောင့်အိမ်ပိုင်ရှင်လူကြီးရဲ့မျက်နှာအပြုံးရိပ်တွေတန်းလာတော့တယ်။ရင်းနှံစင်းမီးအိတ်အလင်းရောင်မှိန်ပြပြကတအိမ်လုံးညီရတဲ့အထိဖြန့်ကျက်နေခဲ့တယ်။အလုံးပင်မန္တာကြောင့်အိမ်မောကျနေတဲ့အိမ်ပိုင်ရှင်လူကြီးရဲ့ဟောက်တန်ကစီကျက်ညီညီထွက်ပေါ်နေတဲ့ချင်းအောင်မြတ်သားအိယာအနီအတာထပြီးတော့မောင်ကခွန်းလငါနဲ့လိုက်ခဲ့။အဲဒီလိုပြောကအိယောက်ကိုအတာလေးဆင်ခဲ့လိုက်တယ်။ဆရာတပည့်၃ယောက်ချန်ပီယံရောက်တော့ရွာနောက်ပိုင်းကနေစူးစူးဝါးဝါးထွက်လာတဲ့ခွေးဥတန် ဆရာဖယ်သွားမလို့လဲရွာထိတ်ကတပြေးပင်ကိုသွားမလို့ဟိုရောက်ရင်ဒီတရေမှကြောင်တစ်ခုခုသိမယ်တင်နေအောင်မြတ်သားတို့လည်းလာရောက်ကိုအားပြုပြီးရွာထိတ်ကတပြေးပင်ရှိရဲ့ဘက်ကိုထွက်လာခဲ့ရာ အပင်အောက်ကိုရောက်တော့ပင်စီကိုလက်နဲ့ခောက်ပြီးတပြေးပင်မှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေကတက်တန်းအကြဆုံးပုဂ္ဂိုလ်ကျုပ်ရှိကိုရောက်စေအဲဒီလိုပြောလိုက်ရာတာမန်ဆူဆူမှထွက်နေတဲ့တပြေးကားရလေမတိုက်ပဲလှောက်ခါလာပြီးတာမန်လူ၃ယောက်ပူးကတ်ထားတဲ့အရွယ်ရှိရဲ့ လူမဲမဲဝဝကြီးခုန်ဆင်းလာခဲ့တယ်။တင်းအားတပြေးပြေးမှနေတဲ့ကာလာအကြဆုံးသူလား။ဟုတ်တယ်။ငါဒီမနီယာ290ရှိပြီ။ဘာလို့ငါ့အောင်မရွေးခေါ်ရရလဲ။တင်းကိုမေးစရာရှိလို့ခေါ်လိုက်တာပါ။တင်းအားတပြေးပြေးမှနေရကြပြီဆိုတော့ရွာထဲမှာဖြစ်နေတဲ့ကိစ္စတွေသိလာမှာပေါ့။ဟိုကောင်မကိစ္စကိုပြောရလား။ဟုတ်တယ်။သူကဘယ်ကနေဘလို့ရောက်လာလဲ။ငါလည်းအတိအကျမသိဘူး။အဲဒီကောင်မကငါတို့ကအဖက်လောက်တာမဟုတ်ဘူး။ တင်းတို့ဘိမ့်မှန်ရှိရဲ့သူတို့ကဂယုမဆိုင်ဘူးဆိုတော့သူ့ကိုမောင်းထုတ်နိုင်မဲ့သူရွာမှာမရှိဘူးဆိုတဲ့သဘောပေါ့ငါတို့ကဒီအပင်အရေးကြတဲ့နေရာတိပဲသွားလို့ရပါမယ်ဒီကောင်မကတရွာလုံးလှက်ပတ်သွားနေရနေပိုင်ကွေးမှန်နေလဲဘာမှမပြောဘူးဆိုတော့ငါလည်းမသိတယ်လို့နေပြီးလွတ်ထားလိုက်ရတာဒီလောက်သိရတာကျင်းနေပါတယ်တင်းလည်းကိုယ့်နေရာကိုပြန်နိုင်ပါပြီအောင်ရတာခွင့်ပြုလိုက်တာနဲ့မဲမဲဝါဝပုဂ္ဂိုလ်ကတပြေးပြေးမောကိုကြောင်တကောင်လိုခုန်တက်ပြီးပြောက်ွယ်သွားခဲ့တယ် အိမ်မော်ရောက်တော့အောင်မြတ်သာကြည်ကျင်းမအိပ်သေးပဲတရားထိုင်နေရဲ့ချင်းလက်ရှိကြုံနေရဲ့ပြဿနာကိုတိုက်ကျက်ဆမသုံးပြီးဖြေရှင်းပါဒီနည်းနဲ့သုံးတဲ့အခါလူဝင်များရဲ့ရှေ့မှောက်မှာထင်တာမြင်တာရှိအောင်လုပ်ပါဆိုတဲ့အတန်အိုးပြပြသားသားကြီးကြားလိုက်ရတယ်အောင်မြတ်သာလည်းတရားဖြုတ်တာနဲ့ဆမအခေယာရီကိုစက်တက်ကောင်နဲ့တူအောင်ရေဆွဲပြီးအသက်သွင်းကအသင်ဆောင်ထားလိုက်တယ်မနဲ့မူလင်းတော့အင်ရှင်လူကြီးကိုအကျိုးကြောင့်ပြောပြီးခွန်လက်မထိုးရသေးရဲ့ကြက်ဖတ်တက်ကောင်ရှာစီခဲ့တယ် ချက်ဖားရရနဲ့တကိုယ်တုံးကိုတယောကင်မှုပြီးစေးကြောပြီးတော့တိုက်ချက်စမအောင်ပြချကခြေထောက်မှာကျိုးနဲ့ချီပေးထားလိုက်တယ်။အားလုံးလှုပ်တင်တာလှုပ်ပြီးရဲ့ချိန်မှာတော့ရွာလူကြီးတချို့ရှေ့မှောက်မှာတယ်ချက်ဖားကိုလှုပ်ချပေးလိုက်တယ်။ဆရာကျွန်တော်တို့ချက်ဖားနောက်လိုက်ရမှာလား။ဟုတ်တယ်။သူရဲ့တဲ့နေရာကိုတူးကြည့်ထူးကြတာတွေ့လိမ့်မယ်။ရွာကန်လူတွေလည်းချက်ဖားသွားတဲ့နောက်ကိုလိုက်ကြရ။ဦးတိုးကြီးအိမ်နောက်ဘက်ကဘန်နာပင်အောက်ကိုရက်နေရမြင်လိုက်ရတယ်။ဒါဖိုးကလေးတို့၆ခန့်ထိရဲ့နေရာပဲ။ ဒီမှာတခုခုရှိနေပြီထင်တယ်။လိုက်ကြည့်ကြတဲ့သူတွေရဲ့စကားတန်ကြောင့်စိတ်မြန်လက်မြန်ရှိရဲ့ရွာကန်တချို့ကဘန်နာပင်အောက်ကိုတူးကြည့်ရာအဝါရောင်ပလဲလို့အဝင်းနဲ့လုံထွေးနေတဲ့အယူတစ်ချောင်းထွက်လာခဲ့တယ်။ရွာကန်တွေအားလုံးလည်းမြင်ရတဲ့ရာကြောင့်ဟာကနေဟိငနေဖြစ်သွားသလိုအောင်မြတ်တာတို့ချီးကျူးတဲ့တန်တွေထွက်လာခဲ့တယ်။ကျဖားကလည်းအယူချောင်းလေးထွက်လာပြီးရနဲ့အတာမန်နှစ်ဖန်ပြန်က နောက်တနေရာကိုပြေးပါလေရော။လူတွေကလည်းကျဖားသွားတဲ့နောက်ကိုလိုက်ကြရာ။ ရေစာတွေပုံထားတဲ့နေရာတစ်ခုစီရောက်လာခဲ့တယ်။အဲဒီနေရာကိုထပ်ထူးကြည့်ရအယိုးကျနေတဲ့ဥကောင်းကုန်တစ်ခုထွက်လာတယ်။ဒီလိုနဲ့ရှင်းနေရာတီတီတူးပြီးရဲ့ခါမှာတော့ကျဖကဘဲမထပ်မသွားတော့ပဲ။အောင်မြတ်တာနာကိုလာက တကွက်ကွက်နဲ့အော်နေပါလိရော။ရွာနေရာလဲတူးလို့ထွက်လာတဲ့အယိုးတွေကိုစုလိုက်ရလူတကူစာ ပုံဖော်လို့ရနိုင်တဲ့အထိဖြစ်သွားခဲ့တယ်။အဲဒီအယိုးစုတွေကဘလို့ဖြစ်ပြီးတရွာလုံးပြန့်ကျဲနေရလဲ။ဘသူကခုလိုအလားကိုတစားစီလှုပ်ထားတာလဲဆိုရင်မိကုန်နေရ။ ကြွစီကြွစီထွက်လာခဲ့တယ်။အဲဒီချိန်လူုံထဲမှာရှိနေတဲ့ကောင်လေးရမျက်နှာကိုလဝါနဲ့အုပ်ကရှိုက်ကြီးတငင်ငူပါလေရော။ဟေးမောင်းနိုင်တော့ဘာလို့ငိုနေရလဲ။ငါမောင်းနိုင်တော့မဟုတ်ဘူး။ငါနာမည်မြပလဲသွဲ။ယောက်ျားလေးစီကနေမိန်းမတန်ထွက်လာတာကြောင့်အားလုံးအံ့အားတင်သွားကြတယ်။နေရမြပလဲသွဲလား။အောင်မြတ်သာမိလိုက်ရ။ဟုတ်တယ်။ငါနာမည်မြပလဲသွဲ။ဒီအယိုးတွေကနေခန္ဓာကို အပိုင်းစားပါ။ သူတို့တွေငါ့ကိုမသိပဲမြုပ်ပြစ်ခဲ့ကြတယ်။ငါအကုန်လုံးတိနေပြီမဲ့ဘာမှမလုပ်နိုင်အောင်ငါအိမ်ပြန်ကျင်နေငါ့ကိုအိမ်ပြန်ပို့ပေးပါ။နင့်ဟိုဘသူတွေမြေမြုပ်ခဲ့ကြတာလဲ။ငါမသိဘူး။ငါမမှတ်မိဘူး။ငါနေတဲ့ရွာထိပ်မှာကလမတ်ပင်တပင်ရှိရပဲသိရဲ့။ကလမတ်ပင်ဟုတ်လား။ဒီနီနာတဝိုင်းမှာကလမတ်ပင်မှမရှိရ။တခုခုလွဲနေပြီထင်တယ်။ကလမတ်ပင်ဆိုတာမြင်တာမမြင်ဘူးလေ။မဟုတ်သေးဘူး။သူပြောတာတွေကအမှန်ဖြစ်နိုင်တယ်။ ကလမတ်ပင်ရှိရဲ့ရွာဘသူတိကြလဲအဲဒီလိုမိလာရလူအုပ်ရဲ့အနောက်ကနေအသက်60ရွယ်လူကြီးတယောက်ထွက်လာခဲ့တယ်။သူပြောတဲ့ရွာရကန်းစင်ရွာများဖြစ်နေမလား။အဘပြောတဲ့ရကန်းစင်ရွာဆိုတာကြားတော့မကြားဘူး။ဒီနီးနားမှာမရှိဘူးထင်တယ်နော်။ရကန်းစင်ရွာဆိုတာဒီကနေ၄နာရီလောက်သွားရတယ်ကွ။အဘတို့အသက်30လောက်ကတခါရောက်ဘူးတဲ့။ရွာထိပ်မှာလူတစ်ဖောင်စာလောက်မြင့်တဲ့ကလမတ်ပင်တစ်ပင်မြင်မှုတယ်။ညာပလဲတွင် နေနေတဲ့ရွာရက်ကန်းစင်ရွာလားအဲ့ဒါငါရွာပဲငါ့ကိုပြန်ပို့ပေးပါကုလလောဆယ်ရွာလူကြီးတွေကရက်ကန်းစင်ရွာကိုလူလွတ်ပြီးညာပလဲသွဲဆိုတဲ့မိကလေးရွာမှာရှိမရှိစုံစမ်းပေးပါအောင်မြတ်တာစကားကြောင့်ရွာကန်လူတွေကချက်ချင်းဆိုသလိုရက်ကန်းစင်ရွာကိုလူလွတ်ပေးခဲ့တယ်အောင်မြတ်တာလည်းညာပလဲသွဲရဲ့ဝိညာဉ်ကိုပူကတ်နေသူရဲ့ကိုယ်ကနေဖယ်ခိုင်းပြီးတော့နေရာတစ်ခုပြီးကခိတ္တာချုံနောင်ထားလိုက်တယ်ညနေဆောင်တော့ရက်ကန်းစင်ရွာလူတွေရောက်ချလာပြီး အယူးစုနဲ့ဘေးမှပုံထားတဲ့အဝေးစားတချို့ကိုကြည်ကဒီကလေးမှရွာနေပြောက်သွားတာနှစ်နှစ်ကျော်ပြီ သူပြောက်သွားတော့ကလည်းပလဲလုံးဝန်းဆက်နေပဲအဲဒီလိုပြောခဲ့တယ်အောင်မြတ်သားတို့လည်းအယူးစုတွေကိုမိဘရိစီပြန်အပ်ခဲ့ပြီးဒီအယူးစုတွေကဘလို့ကြောင့်ကြီးအရွာတွေရောက်နေရလဲဒီကောင်မလေးကိုဘသူတက်တာလဲဆိုတဲ့အတွေ့အကြုံရွာကန်စိတ်ထဲမှာဆွဲထင်ကြံခဲ့တယ်ကျွန်တော်အထင်ပြောရရင်မြာပလဲသွယ်ဆိုတဲ့ကောင်မလေးကသူ့ခန္ဓာကိုယ်ဆွဲလမ်းပြီးရွာထဲကိုရောက်လာတာဖြစ်ရမယ် ဒါကြောင့်အယိုးပိုင်းစားတွေရှိရနေရတိုင်းသူ့သွားလို့ရတာခေါလစကားကြောင့်အနာမရှိရကြီးအရွာသားတွေကလက်ခံတဲ့အနေနဲ့ဟောက်မှန်ကြောင့်ထောက်ခံခဲ့ကြတယ်ဒါဆိုအယိုးတွေကဘလို့ဖြစ်ပြီးရွာထဲရောက်နေရလဲဒါတော့စဉ်းစားစရာပဲမောင်ကောင်းတဲ့ခေါလတို့နေရရွာသားတွေနဲ့စကားကောင်းနေရဲ့ချိန်မြို့ဘာကြီးဆိုင်ညီနီရယူအောင်မလားဆိုတဲ့တန်ကြောင့်ကြည်လိုက်ရထွာလာကြီးအစုပ်ကိုတတုံတုံမောင်းနေလာတဲ့လူတယောက်မြင်လိုက်ရတယ်ဘသူများလဲလို့ဝင်းခိုင်ပါလားမင်းခုဘာလုပ်နေရလဲ ကျေးရွာချင်းစံလန်းတွေဖောက်တဲ့နေရာမှာလုံနေရလွန်ခဲ့တဲ့၅လကတော့ကျွန်တော်မြင်းကြီးရေလာဖို့ပေးသေးရလေအေးမှတ်မိပြီအခုရောအဲ့ဒီမှာလှုပ်တော့မဲ့လားဟုတ်တယ်ဗျာမြင်းကြီးရေလိုရင်လည်းပြောနော်စီဖို့ပဲပေးကျွန်တော်လာဖို့ပေးမယ်ဝင်းခိုင်ကသူ့ထော်လာကြီးစုပ်ကိုအတန်မျိုးစုံထွက်နေအောင်မောင်းသွားတဲ့ချိန်နောက်ဖုံးကြားမှာဆွေးမြင့်နေတဲ့အဝါဖြော့ရောင်ပလဲလုံးပိတ်စာလေးတစ်ခုညက်ပါနေရအောင်ဘသူမှတတိမထားမိခဲ့ကြပဲအောင်မြတ်သားတို့လည်း ကြီးရရွာမှာတပတ်လောက်နေပြီးမိမိတို့ရဲ့လုပ်ငန်းစဉ်အတိုင်းခရီးထွက်ခဲ့ကြတော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇီရနာရမညရေးသားထားတဲ့အောင်မြတ်တာနေမြေကြီးရဲ့ငူကြွေးတန်းဆိုတဲ့ဇလန်ကတော့ဒီမှာပဲပြီးဆုံးပါပြီရှင်။ဇလန်လေးကိုအားပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။